အားလုံးပဲခရစ်တော်၌မိန်လာပါ Christ Center Ministry ကနေပြန်လည်ပြီးတော့နှွေထွေးစွာကျူဆွလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်နဲ့အတူ Good New Mission အကြောင်းလေ့လာတွေ့ကြရအောင်ဒီအသင်းတော်ဒီဒီ Mission ဒီသဒ္ဒနာဖော်စည်းတွေဒီကျွန်မြန်မာနိုင်ငံမှာတဖြည်းဖြည်းနဲ့အသင်းတော်နဲ့ပဲအတီးတီးမှစိတ်ဝင်လာပြီးဖြစ်တဲ့အကြောင်းကိုကျွန်တော်အနေနဲ့တည်တင်တည်ထိုက်တဲ့သူတို့ရဲ့နောက်ခံအကြောင်းအရာလေးတွေ သူတို့အတင်းတော်ကဘယ်လိုလှုပ်ရှားသလဲဆိုတဲ့အရာတွေသူတို့ရဲ့ဖြစ်ပျက်ပုံလေးတွေဒီဗီဒီယိုအစားဆုံးနားထောင်နေဆိုတော့ကျွန်တော်အဖြေတစ်ခုခုသိသွားမှာပါကြားသိသွားရမှာပါဒါကြောင့်မလို့ဗီဒီယိုကိုအဆုံးထိနားထောင်ပေးပါလို့ရှိဆိုတော့ကျွန်တော်အနေနဲ့မြတ်တမ်းခံချင်ပါတယ်ဆိုတော့ဒီ good new mission လို့ခေါ်တဲ့တရင်ကောင်းတင်းတော်ကို1992ခုနှစ်မှာ အုပ်စိုးဘက်ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်1986ခုနှစ်ကြာမှကိုပိုင်သာသနာလုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဘလို့ဖြစ်လာလဲဆိုတော့နိုင်ငံကနေပြန်လည်ထွက်ခွာသွားတဲ့ Orthodox Evangelical သာသနာပြုတွေတည်ထောင်ခဲ့တဲ့သာသနာကျောင်းတစ်ခုကိုဘက်ကလက်လွဲယူခဲ့တဲ့အချိန်ကနေစပြီးတော့မှသာသနာပြုအဖွဲ့အစည်းတနည်းအားဖြင့် Mission အဖွဲ့အစည်းအဖြစ်စတင်လာခဲ့တာဖြစ်ပါတယ်။ စောပိုင်းတုန်းကတော့ဒီအုပ်စိုးဘက်ကအနီနာရွာကလူတွေအတွက်ဆိုပြီးတော့မှ အသက်မွေးဝမ်းကြောင်းဆိုင်ရာခရီးရန်ကျန်းစာတင်တန်းကြောင်း vacation viable school တွေကိုဦးစီးကျင်းပခဲ့ပါတယ်။ဒါအပြင်စူဝမ်းလို့ခေါ်တဲ့အကျဉ်ထောင်မှာဝင်းကြီးရအကြံပေးအဖြစ်ဆောင်ရွက်ခဲ့ပြီးတော့မှ အနာကြီးယောဂတဲ့တွေနေထိုင်တဲ့နေရာအရက်ကိုလည်းဒီအုပ်စိုးဘက်ကတွားရောက်လဲပတ်ခဲ့ပါတယ်။ 1990ပြည့်နဲ့အစောပိုင်းမှာတော့သူတို့အသင်းတော်ကပထမအဦးဆုံးသာသနာပြုတွေကိုဒီဂျာမနီနဲ့အမေရိကန်ပြည်ထောင်စုတွေကိုစေလုတ်ခဲ့ပါတယ်1990ပြည့်နဲ့အလယ်ပိုင်းမှာကင်ညာနိုင်ငံကိုစေလုတ်ခဲ့တဲ့သာသနာပြုတွေဟာဒီဘာသာရေးမှတ်ပုံတင်တဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေအရင်ဆိုင်ခဲ့ရပါတယ်ဘလို့လဲဆိုတော့နိုင်ငံခြားဖွဲ့စည်းတွေအနေနဲ့မှတ်ပုံတင်ခြင်းနဲ့ဆိုရင်ကင်ညာနိုင်ငံသားပိုင် ရိယန်ဖျားရှိခိုးကြောင်းရဲ့ထောက်ခံမှုလိုအပ်လာတာကြောင့်ပါဒါပေမဲ့လည်းနောက်ဆုံးမှာတော့တရားဝင်မပုံတင်နိုင်ခဲ့ပါတယ်နှစ်ထောင်ပြည့်နဲ့အစောပိုင်းမှာတော့အသင်းတော်ဟာဒီတာသနာပြုတွေကိုပေါ့တောင်အာဖရိကရဲ့ဘရာဇီးရဲ့ချက်စ်ဘီတူတမရနိုင်ငံရဲ့ဒိုမီနီကန်တမရနိုင်ငံရဲ့တူရကီရဲ့ဥစဘက်ကစ္စတန်နိုင်ငံရဲ့ဒီနိုင်ငံတွေကို ထပ်ပြီးတော့ဈေးလွတ်နိုင်ခဲ့ပါတယ်။ဒါပြီးရင်သူတို့ရဲ့ website စာမျက်နှာကိုကြည့်ရင်တော့လက်ရှိချိန်မှာတောင်ကိုရီးယားမှာအသင်းတော်190ပါးနဲ့နိုင်ငံတကာမှာ အသင်းတော်838ပါးရှိရဲဆိုတာရေးသားထားတာတွေ့ရပါတယ်။ဓမ္မယူဝါဒနဲ့ပတ်သက်ပြီးတော့ဒီ Good New Mission ရဲ့အယူအဆကတော့ဒီလိုပါ ယေရှုကလက်ဝါးကတိုင်မှာလောလို့ခေါ်တဲ့ဒီပညာတရားတွေကို အပီးတိုင်ဖျက်သိမ်းပြီးသားလို့တွင်တင်ထားပါတယ်ခံယူထားပါတယ်ဒါကြောင့်ကယ်တင်ခြင်းရပြီးတဲ့ယုံကြည်သူတွေအနေနဲ့ပညာတရားကိုလိုက်နာဖို့လုံးဝမလိုအပ်တော့ဘူးလိုက်နာမှုမရှိရင်တောင်တနည်းအားဖြင့်ပညာတရားကိုမလိုက်နာခဲ့ရင်တောင်မှ အပြစ်ရှိတယ်လို့ခံစားစရာမလိုတော့ဘူးလို့တွင်တင်ပါတယ် ဒါကြောင့်ဒီအယူဆရဲ့နောက်ဆက်တွဲအနေနဲ့သူတို့ဟာဒီဥပုပ်ဆောင်တာဇေဖို့တဖို့ပေးတာအစာရှောင်တာပုံမှန်ဆုတောင်းတာစတဲ့ဒီခရိယန်ကျင့်ဝတ်တွေကိုတောင်မှငင်းပယ်လာကြပါတယ်။ဘာလို့လဲဆိုတော့သူတို့အမြင်မှာဒီအရာအလုံးဟာယုံကြည်သူတွေနဲ့မသက်ဆိုင်တော့တဲ့ပညာတရားအစိတ်ပိုင်းတွေလို့သွန်သင်ပါတယ်။ခံယူထားပါတယ်။သူတို့ကဒီယောမဩရာစာခန်းကြီးခုံကိုကိုးကားပြီးတော့မှ တကြိမ်ကဲတင်ခြင်းရပြီးရင်ပြည်ညတ်တရားရဲ့တောင်းဆိုချက်တွေကနေလုံးဝလွတ်မြောက်သွားပြီလို့အပြင်းထန်တွင်တင်ကြပါတယ်။ဒါပေမဲ့ဒီလိုပြည်ညတ်တရားကိုမလိုအပ်တော့ဘူးဆိုတော့ anti nominianism အယူဝါဒကိုပြည်တနာများစွာနဲ့ပတ်သက်နေတဲ့မိစ္ဆာအယူဝါဒအဖြစ်သတ်မှတ်ကြပါတယ်။အဓိကပြည်တနာတွေကတော့ဒီလိုပါ။နံပါတ်၁ချက် အပြစ်ကိုတတ်မှတ်လို့မရတော့ခြင်းဆိုတော့သူတို့ကပညာတရားမရှိတော့ဘူးဆိုရင်အပြစ်ဆိုတာကိုတတ်မှတ်ဖို့မဖြစ်နိုင်တော့ဘူးလို့ယူဆကြပါတယ်။ဒါကြောင့်အပြစ်ကျူးလွန်ရင်တောင်မှဝန်ချတောင်းပန်စရာမလိုအပ်တော့ဘူးလို့သူတို့တွင်တင်ပါတယ်။နောက်ဆက်တွဲစိုးကျိုးနေတဲ့ဒီတွင်တင်ချက်ကအပြစ်ကိုအပြစ်လို့မမြင်တော့ဘဲနဲ့အပြစ်ကို စိတ်ကြိုက်ကျူးလွန်ခွန်းလိုင်စင်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။နောက်နံပါတ်2ချက် တန်ရှင်ခြင်းအတ္တာအတိတ်ပဲမှဲ့သွားခြင်းပေါ့ဆိုတော့ပြညတ်တရားမရှိတော့ဘူးဆိုရင်တန်ရှင်ခြင်းအတ္တာတနည်းအားဖြင့် sanctification ဟာလည်းပဲအတိတ်ပဲမဲ့တယ်လို့ဖြစ်သွားတာပေါ့ဘာကြောင့်လဲဆိုရင်တန်ရှင်ခြင်းဟာဒီပြညတ်လောလို့ခေါ်တဲ့ပြညတ်တရားပေါ်မှာအခြေခံထားတာဖြစ်လို့ပြညတ်တရားကိုသာဖြတ်သိမ်းလိုက်တယ်ဆိုရင်တန်ရှင်ခြင်းအတ္တာကိုပါတပါးထဲဖြတ်သိမ်းလိုက်တယ်လို့ဖြစ်သွားပါတယ် လက်ရှိဒီ Good New Mission အတင်းတော်အဖွဲ့အစည်းရဲ့လှုပ်ရှားမှုတွေကတော့နိုင်ငံတကာဘာသာရေးဆွေးနွေးပွဲတွေနဲ့သာသနာပြုလုပ်ငန်းလှုပ်ရှားမှုတွေမှာပါဝင်ပါတယ်။ဒါ့အပြင်လူငယ်အစီအစဉ်တွေကျင်းပတာ၊ရေဒီယိုကနေသတင်းရောဒါပြီးရင်အင်တာနက်တွေကနေသတင်းတရားရည်တနာတွေထုတ်လွှင့်ခြင်းအစီအစဉ်တွေကိုလည်းပဲအသက်တရောလှုပ်ဆောင်ကြပါတယ်ဒီ YouTube မှာလည်းလိုက်ရှာကြည့်လိုက်ပေါ့ Good New Mission လို့ရေးလိုက်လို့ရှင်တို့ရဲ့ဒီ social media အသုံးပြုပြီးတော့မှ တိုးချက်လှုပ်ဆောင်တာတွေကစတွေ့ရမှာပါပြီးရင်ဒီ good new mission အတင်းတော်လို့ပြောပြီးဆိုရင်တို့မှာဒီနောက်ခံ background ကအငင်းပွားစရာကိစ္စလေးတွေလည်းထပ်ပြီးတော့တွေ့ရပါတယ်အဲ့ဒါတွေကဘာလဲဆိုတော့2017တုန်းကသူတို့ဟာ college ကျောင်းသားလူငယ်တွေအပါအဝင် စေတနာဝန်ထမ်းအင်္ဂလိပ်စာဆရာ400ခန့်ကိုမက္ကဆီကိုမှာအင်္ဂလိပ်စာသင်ကြားဖို့ဆိုပြီးတော့မှစီယုံပြီးတော့အယုံတွင်းနိုင်ခဲ့ကြပါတယ်။စာမသင်ခင်မှာကြိုတင်ပြင်ဆင်မှုလုပ်ရမယ်ဆိုပြီးတော့ English Camp လို့နာမည်ပေးထားတဲ့အစည်းအဝေးတစ်ခုလုပ်ခဲ့ပါတယ်။တကယ်တော့အဲ့ဒီ camp ဟာအင်္ဂလိပ်စာသင်တာအစားအပြစ်နဲ့ပတ်သက်တဲ့ဒီဘာသာရေးဟောပြောမှုတွေကိုထည့်သွင်းဟောပြောခဲ့တာပါ။ပိုဆိုးတာကတော့ ဒီဟောပြောပွဲတွေလုပ်တဲ့ခန်းမထဲကိုဝင်လိုက်တာနဲ့ပြန်ထွက်ဖို့မလွယ်အောင်ဆိုပြီးတော့မှ လုံခြုံရေးဝန်ထမ်းတွေဒီအပြည့်စုံထားပြီးတော့မှစောင့်ကြည့်စေခဲ့ပါတယ်ပြီးတော့နောက်ကြမှရောက်လာတဲ့ဒူတွေဆိုရင်အပြစ်ပေးတဲ့အနေနဲ့ထိုင်ထလောက်ခိုင်းတာမျိုး squab trap တွေလိုကိုကာယပြစ်ဒဏ်တွေပေးခဲ့ပါတယ်ဒီတွေးဆောင်ပွဲကိုတက်ရောက်ခဲ့တဲ့ college ကျောင်းသားတယောက်ကဗာပြောလဲဆိုရင်ဒါဟာလုံးဝလိမ်လည်မှုပဲ ဖြစ်တယ်လို့ပြောခဲ့ပြီးတော့မှကျွန်တော်ဟာလိန်လေလက်ဖြားမှုခံရတဲ့အထက်ကတားကောင်တယောက်ပါဆိုပြီးတော့မှတော့မှဖွင့်ဟဝန်ခံခဲ့ပါတယ်။ဒါပြင်ဒီ Good New Mission ဖွဲ့ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးဒီတခြားမိခွန်းထုတ်ဆရာလေးတွေလည်းရှိပါသေးတယ်။ဥပမာအိန္ဒိယနိုင်ငံဒါပြင်ဒီနာဂလန်နဲ့ယူဂန်ဒါနိုင်ငံတွေမှာရှိတဲ့အစိုးရအကြောင်းတွေမှာ Good New Mission ရဲ့ဘာသာရေးဆိုင်ရာစာပေတွေကို အသုံးပြုခဲ့ခြင်းတွေပေါ်မှာလည်းပဲဝေဖန်မှုတွေမြင့်တက်ခဲ့ဖူးပါတယ်ဖြစ်စဉ်ကတော့ဒီ2018ခုနှစ်အောက်တိုဘာလ16ရက်နေ့မှာဖြစ်ခဲ့တာပါဒီအဖွဲ့ရဲ့ဂိုင်းကနဆိုင်ရာ ပြဿနာတွေကိုအဓိကထားပြီးတော့ပေါ်ပြတဲ့ Honda Junyo ဆိုတဲ့မဂဇင်းတိုက်ရဲ့ရုံခန်းကို Good New Mission အဖွဲ့ရဲ့အမျိုးသား၄ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ် ပြီးတော့သူတို့ယုံခန်းကိုအတင်းဝင်ရောက်ပြီးတော့မှကျဲဥတွေနဲ့ပြပောက်ခဲ့ပါတယ်။ဒါအပြင်မင်းနဲ့ရေတွေအပါဝင်တခြားအရေနီတွေနဲ့လည်းပက်ဖြန်းခဲ့တဲ့အကြောင်းယုံခန်းတစ်ခုလုံးတုံလုံပေါ်ရာ မြင်ကွင်းဖြစ်သွားခဲ့ပါတယ်။ဒီအဖို့ဝင်နေတဲ့တယောက်ဆိုရင်ဖြင့်ဒေါတာကိုမထိန်နိုင်ပဲနဲ့ယုံခန်းကိုဖျက်ဆီးရင်းနဲ့ငါထောင်ထဲသွားဖို့အစဉ်တင့်ပါဆိုပြီးတော့မှအော်ဟစ်ဂျိန်မောင်းခဲ့ပါသေးတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်အဲ့ဒီလူတွေကိုရဲဖွဲ့တွေက ဖမ်းဆီးပြီးတော့မှဒဏ်ခတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီသူတို့အားလုံးဟာတရားမရေးရာစီဗော်နဲ့ရာဇဝတ်မှု criminal နှမျိုးလုံးနဲ့ဥပဒေရအရေးယူခြင်းကိုခံခဲ့ရကြပါတယ်။ဒါပြင် good new mission နဲ့ဆက်ဆက်တဲ့ကြေကွဲစရာဖြစ်ရတခုရှိပါသေးရဲ့။အဲ့ဒါက gracious choir ဓမ္မသေးအဖွဲ့ရဲ့ director on soapbox နဲ့ တခြားဖွဲ့ဝင်တွေရဲ့နှိပ်စက်မှုတွေကြောင့်အထက်တန်းចောင်းသူသူတည်ဆုံသွားတဲ့ကိစ္စပါအဲ့ဒီចောင်းသူလေးဟာစိတ်ကျမ်းမာရေးကုသမှုခံယူဖို့အတွက်စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေနဲ့တွေ့ဖို့လိုအပ်ခဲ့တာပါဒါပေမဲ့သူရဲ့မိခင်ကိုဒီဓမ္မတခြင်းအဖွဲ့အနေနဲ့ဒီသမီးရဲ့ကုသမှုအတွက်သူတို့တာဝန်ယူပေးမယ်ဆိုပြီးတော့စီယုံ ပြောဆိုခဲ့တဲ့အတွက်ကြောင့်ចောင်းသူလေးကိုအသိန်းတော်စီပို့လိုက်ပါတယ်ပြီးတော့အသိန်းတော်ရောက်သွားတဲ့အခါမှာလည်းပဲ ဒီចောင်းသူလေးကို မအိတ်ခိုင်းတဲ့အပြင် သူမဟာတခြားပြင်းထန်တဲ့ညင်ပန်းနှိပ်စက်မှုတွေကိုပါ ခံခဲ့ရပါတော့တယ်ပြီးတော့ကာယကံရှင်ဖြစ်တဲ့သူမဟာစိတ်ယောဂါကုဆေးရုံကို ပို့ပေးပါလို့အသေးတန်တောင်းဆိုခဲ့ပေမဲ့လည်းအသင်းတော်ဖွဲ့ဝင်တွေကသူ့ကိုချုပ်နှောင်ပြီးတော့မှစောင့်ကြည့်နေခဲ့ပါတယ်ပြီးတော့အဲ့ဒီငားရက်တာကာလအတွင်းမှာဒီចောင်းသူလေးကိုတမချန်းစာကုရေးခိုင်းတာလေကားအသက်ဆင်းကိုတနာကြီးကြာ ခဏတက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်လှုပ်ခိုင်းတာစတာတွေလှုပ်ခဲရတဲ့အတွက်သူမရဲ့ခန္ဓာကိုယ်အခြေအနေဟာပိုပြီးတော့အဆိုးရွားလာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ရဲ့လှုပ်ဆောင်မှုတွေကိုမထိန်ချုပ်နိုင်တော့ပဲနောက်အစာမစားနိုင်တဲ့အခြေအနေထိဖြစ်လာပါတယ်။နောက်ဆုံးမှာတော့တတိလက်သွားပြီးတနာရီအကြာမှာပဲစိတ်မကောင်းစရာတည်ဆုံးသွားခဲ့ပါတော့တယ်။ဒီဖြစ်စဉ်မှာပါဝင်တယ်လို့ဆွဆွဲခံရတဲ့သူကတော့ gracious choir ရဲ့ director လည်းဖြစ်တင်းအုပ်ဆရာအုတ်ဆိုးပောက်ရဲ့တမီးလည်းဖြစ်တဲ့ on so park ပဲဖြစ်ပါတယ်သူမကတော့ဒီတေဆုံးမှုနဲ့ပတ်သက်ပြီးတော့သူမလုံးဝပေါင်ပတ်သက်မှုမရှိဘူးဆိုပြီးငင်းစံနေစေဖြစ်ပြီးသူမကိုထောက်ခံတဲ့တတိခံချက်တွေလည်းရှိနေခဲ့ပါတယ်ဒီတရားစီရင်ရေးနဲ့ပတ်သက်ပြီးတော့ပြောရရင်တော့2024ခုနှစ် နိုဝင်ဘာလ25ရက်နေ့မှာစီရင်ချက်ချမဲ့ကြားနာပွဲ လုပ်ခဲ့ပါတယ်။အဲဒီမှာအစိုးရရှေ့နေတွေကဥန်စုတ်ပတ်ကိုထောင်တန်းတသက်တကျွန်းနဲ့သူ့ရဲ့လက်ထောက်တွေကိုတော့ထောင်တန်းနှစ်30ချမှတ်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ဒီတရားရုံးကဥန်စုတ်ပတ်နဲ့သူ့ရဲ့လက်ထောက်တွေကိုထောင်တန်း၄နှစ်နဲ့6လစီအတီးတီးချမှတ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲကင်ချီယွန်တက္ကသိုလ်ကနေပြီးတော့ဓမ္မပညာသဌာနအသစ်တစ်ခုကိုတည်ထောင်ပြီး2025ပညာသင်နှစ်အတွက်ကျောင်းသားသစ်တွေကိုစတင်လက်ခံမယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့စိုးရင်စရာဖြစ်လာတာကတော့ဒီခရီးယန်ပုဂ္ဂလိကတက္ကသိုလ်တွေဟာ Good New Mission လိုမျိုးဂိုင်းကနာအဖွဲ့တစ်ခုအတွက် လေ့ကျင့်ရေးကွင်းအနေနဲ့သာသနာပြုတွေမွေးထုတ်ပေးမဲ့နေရာတစ်ခုများဖြစ်သွားမလားဆိုပြီးတော့ စိုးရိမ်မှုတွေပေါ်ပေါက်လာတာပဲဖြစ်ပါတယ်ဘလို့လဲဆိုတော့အဲ့ဒီဓမ္မပညာဌာနရဲ့ဌာနမှုအဖြစ်ခန့်အပ်ခံရသူယုံဂျွန်ဆိုးဆိုသူဟာ good new kim chung chess ရဲ့အကြီးတန်းသင်ဟုတ်ဆရာဖြစ်နေတာကြောင့်ပါဒီလိုစိုးရိမ်မှုတွေပေါ်ထွက်လာတာနဲ့ပတ်သက်ပြီးတက္ကသိုလ်ဘက်ကတော့ပြန်လည်ရှင်းပြထားပါတယ်သူတို့ပြောတာကသင်ဟုတ်ဆရာယုံဟာ dia 2နှစ်ခုလုံးကိုယူထားဖို့အတွက် ကွန်ပျူတာရရှိပြီးသားဖြစ်တဲ့အတွက်အုတ်ချုပ်ရေးပိုင်းဆိုင်ရာပြဿနာတစ်စုံတစ်ခုမရှိဘူးလို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်ဒီ good new mission check ကိုတောင် ကိုရီးယားမှာရှိတဲ့ဒီအဓိက protestant ဂိုင်းကြီးတွေကလည်းပဲ good new mission ရဲ့အယူဝါဒတွေဖယ်မှုတွေကြောင့်အယူလွဲအဖွဲ့ဖြစ်တတ်မှတ်ပြီးတော့ကြေညာချက်တွေအတိအထုတ်ပြန်ခဲ့ကြပါတယ်ဥပမာပေါ့ good new mission ဟာကိုရီးယားမှာဂူဝမ်ပကေတင်ချင်းဂိုင်းအဖြစ်အမျိုးအစားခွဲခံထားရတဲ့အစုအဝေးမှာပါဝင်တာပါပြီးတော့ good new mission ဟာအင်္ဂလိပ်စာတင်ကြားရေးတွေရိုးရာယဉ်ကျေးမှုပွဲတော်တွေဖျော်ဖြေရေးတွေပြဇက်တွေယဉ်ကျေးမှုအစီအစဉ်တွေကနေတဆင့်လူတွေစုဆောင်းပြီးတော့မှ နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ဘာသာရေးအုံနောက်ဆေးချင်းစီကိုဥတီသွားတယ်လို့ ော်ပြချက်တွေလည်းရှိသလိုတကယ်လည်းရှိနေပါတယ်။အရင်တုန်းကသူတို့ရဲ့အတင်းသားဟောင်းတွေဖြစ်ခဲ့တဲ့တူတွေတောင်မှဗာပြောလဲဆိုတော့ဒီ Good New Mission Church အတင်းတော်ကဒီအချိန်နေပါအောင်ချုပ်ချဲတာ passport တွေကိုထိန်းချုပ်တာလိုက်ရောညီထွေဖြစ်အောင် PR ပေးတာသူတို့ရဲ့ခေါင်းဆောင်အုပ်စိုးဘက်ကိုအဆင့်တန်းအလိုက်နာခံရတဲ့အလေးထားတွေရှိတယ်ဆိုပြီးတော့မှပြောပြခဲ့ကြပါတယ်ပြီးတော့အုပ်စိုးဘက်ကို ဒီသူတို့ရဲ့အသင်းတော်ကလူတွေတော်တော်များများကအလွန်မြင့်မြတ်တဲ့ပုံကိုဖြစ်ဆက်ဆံကြပြီးတော့သူရဲ့နှောက်လိုက်တွေကိုလည်းပဲမေးခွန်းမထုတ်ဘဲနဲ့เนาะငါပြောတာနားထောင်ငါပြောတာလုပ်သူ့စကားနားထောင်ဖို့နာခံဖို့ပဲသွန်အားပေးတယ်လို့ဝေဖန်ချက်တွေအများကြီးကြားခဲ့ရပါတယ်ပြီးတော့ဒီ Good New Mission Church ရဲ့ဒီအသင်းသားတအူးကလည်းသူ့ရဲ့ဝက်ဘ်ဆိုက်ထဲမှာဗာရေးထားလဲဆိုရင်တခါတည်းရမှာသူတို့တွေကတဲ့ ဒီအသင်းသားတွေကိုတမာကျန်းစာကိုမဖတ်ဘဲနဲ့အုတ်ဆိုးပတ်ရဲ့ဓမ္မဒေသနာကိုပဲနားထောင်ဖို့အတွက်အသင်ဖိအားပေးတယ်ဆိုပြီးတော့မှဖော်ပြထားပါတယ်ဒါကတော့ဒီ Good New Mission Channel ပတ်သက်ပြီးတော့သူတို့ရဲ့အကြောင်းတစေတစောင်းကျွန်တော်လေ့လာတဲ့လောက်သင်ဆက်ပြလိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပုံမှန်ဖြန့်ရှင် ကောင်းချီးပေးပါစေ